မင်္ဂလာပါခင်ဗျရှင်ကစ်တစ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံမှာငလင်တန်းကြောင့်အတိဒုက္ခရောက်နေတဲ့ပြည်သူတွေကိုတိတိရရောက်ကူညီမှုတွေမလုပ်နိုင်တဲ့အကြမ်းဖက်စစ်ကောင်စီကတစ်ဖက်မှာတော့ရေတရခြေတာတွေဇက်တိုက်လုပ်နေတဲ့အပြင်တနိုင်ငံလုံးကသူတို့စစ်တဲ့ဌာနဆိုင်ရာရုံးတွေနဲ့ရက်ကွက်ကြေးရွာတွေမှာပါယေရနာတုတ်ကိုကိုယ့်ရဲ့တတိကိုးချိန်ရွတ်ဖက်ရမယ်ဆိုပြီးအရေးပေါ်ညွန်ကြားလာပြန်နေဆိုပါတယ်ချက်ပတ်စကောင်စီရဲ့ပြောခွင့်ရဇော်မင်းထွန်းက လက်ရှိမှာသူတို့စစ်တပ်ဘက်ကသာအပြစ်ရစဲမှုကိုလိုက်နာရပြီးတိုင်းရင်းသားတပ်တွေကချိုးဖောက်နေတယ်ဆိုပြီးတော့ကိုနေ့စဉ်ထွက်ပြောနေပြီမဲ့တစ်ဖက်မှာတော့ဒီကနေ့ဧပြီလ9ရက်နေ့မနက်ပိုင်းမှာတင်း ARD တိုင်းကအင်ကပူနဲ့လေးမျက်နှာမြို့နယ်အတွင်းကိုသူတို့စစ်တပ်ကပဲလေနဲ့လာပြီးဘုံကျဲတိုက်ခိုက်သွားပြန်တယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ခုပြမစုတ်တင်ဆက်ပေးခြင်းတဲ့တင်ကတော့ မြန်မာနိုင်ငံမှာငလင်တန်ကြောင့်အတိဒုက္ခရောက်နေတဲ့ပြည်သူတွေကိုထိထိရောက်ရောက်ကူညီမှုတွေမလုပ်နိုင်တဲ့အကြမ်းဖက်စစ်ကောင်စီကတဖက်မှာတော့ရေရရခြေတာတွေဇက်တိုက်လုပ်နေတဲ့အပြင်တနိုင်ငံလုံးကသူတို့စစ်တပ်ဌာနဆိုင်ရာယုံတွေနဲ့ရက်ွက်ကြေးရွာတွေမှာပါယန္တနာတုတ်ကို6ရက်တိတိ6ချိန်ရွတ်ဖက်ရမယ်ဆိုပြီးအရေးပေါ်ညွှန်ကြားလာပြန်တယ်လို့စစ်ကောင်စီလက်အောက်ခံမြို့နယ်ထွေအုပ်အဖွဲ့ဝင်တွေကိုယ်တိုင်ရန်ကုန်ခေတ်တိကိုအတိပေးပြောဆိုလာပါတယ်ဒါကတော့ဧပြီလ10ရက်နေ့ကစပြီး ဧပြီလ16ရက်နေ့အထိနေ့စဉ်ည9:00နာရီအချိန်တိုင်းတနင်္ဂနွေမှာရှိတဲ့သူတို့စစ်ကောင်စီလက်အောက်ခံဝင်ကြီးဌာနရုံးတွေအပါအဝင်ရက်ကွက်နဲ့ကြေးရွာအုပ်ချုပ်ရေးရုံးတွေအပြင်ဓမ္မယုံဘုံကြီးကျောင်းတွေပါမကျန်ရန်နတ်တော့ကို9ရက်တိတိ9ချိန်ရွတ်ဖက်ရမယ်ဆိုပြီးစစ်ကောင်စီရဲ့ပြည်ထောင်ဝင်ကြီးဌာနကနေအရေးပေါ်ညွန်ကြားလာပြန်တာဖြစ်တယ်လို့ဆိုပါတယ်အဲ့ဒီအတွက်လောလောဆယ်ရန်ကုန်တိုင်းစမ်းကြောင်းမြို့နယ်တန်ကနိုင်ကအဖွဲ့ဝင်စီအာတို့တပါးကလည်းစစ်ကောင်စီရဲ့ထွေအုပ်တွေကညွန်ကြားလာလို့အဲ့ဒီရန်နတ်တော့ကိုရွတ်နေရပြီလို့ပြောထားတယ်လို့ တဖက်ကမကွေးတိုင်းမင်းလားမြို့နယ်မှာလေစစ်ကောင်စီရဲ့မြို့နယ်ထွေအုပ်ကညှွန်ကြားလာပြန်တဲ့အတွက်ဧပြီလ၈ရက်နေ့ဖြစ်တဲ့မနေ့ကညကစပြီးမလွန်မြတ်တဲ့ပိတ်ဇေဒီအပါဝင်စစ်ကောင်စီရဲ့ဌာနဆိုင်ရာယုံတွေဓမ္မယုံတွေမှာပါအဲ့ဒီရန်နာတုတ်ကိုရွတ်နေရယုံနေမှာက ရန်ကုန်တိုင်းမှာလည်းအလားတူရုံတွေဓမ္မရုံတွေမှာဧပြီလ၈ရက်နေ့ကစပြီးစစ်ကောင်စီရဲ့ညွန်ကြားချက်အရအဲ့ဒီရန်နာတုတ်ကိုရွတ်နေရပြန်တယ်လို့ရန်ကုန်တိုင်းစစ်ကောင်စီတရင်ရင်မြစ်ကလည်းပြောထားပါသေးတယ်။တစ်ဖက်မှာတော့လက်ရှိငလင်တန်းကြောင့်အတိတ်ဒုက္ခရောက်နေတဲ့ပြည်သူတွေကိုထိတိယယောက်ကူညီမှုတွေမလုပ်နိုင်တဲ့အကြမ်းဖက်စစ်ကောင်စီဟာတစ်ဖက်မှာရေတရခြေတာတွေကိုဇက်တိုက်လုပ်နေပြီးဧပြီလ၄ရက်နေ့ကလည်း ငလင်တန်းကြောင့်ပြည်သူတွေဟာတိုက်ပြိုးတိုက်ပြက်တွေကြမှာတရေရှင်ရဲ့အကူအညီတွေလိုအပ်နေတဲ့အချိန်အကြမ်းဖက်စစ်ကောင်စီရဲ့မန္တလေးတိုင်းဝင်ကြီးချုပ်မြို့အောင်အပါဝင်စစ်ဘိုလ်ချုပ်တစုကတော့အကြမ်းဖက်မင်းအောင်လိုင်ရဲ့ညွန်ကြချက်အရာဆိုပြီးကြောက်စဲမျိုးမဟာရွှေသိန်းတော်ဖရာမှာအတိတ်ထံအနေနဲ့ငံပြောသည့်တရရှိပြီးကိုပွဲထိုးရဲရဲချေတာတွေလှုပ်သွားခဲ့တဲ့အကြောင်းကိုလည်းကြောက်စဲမျိုးနဲ့တန်ခါနိုင်ကအဖွဲ့ဝင်တန်ခါတို့တချို့ကပြောထားပါသေးတယ်ခင်ဗျတဖက်မှာတော့ မြန်မာနိုင်ငံမှာငလင်တန်တင့်ပြည်သူတွေအတွက်နိုင်ငံကကပေးတဲ့လူသားချင်းစာနာမှုရန်ပုံငွေတွေကိုအကြံဖက်စကောင်စီကထိန်းချုပ်ထားတယ်လို့ NG ဝင်ကြီးဒေါက်တာဝင်းမြတ်အေးကနိုင်ငံကပါလီမန်များညီလာခံမှာတတိပေးပြောဆိုလိုက်ပါတယ်။ဒါကတော့ဧပြီလ9ရက်နေ့ကနေ9ရက်နေ့အထိဥစဘက်ကစ္စတန်နိုင်ငံမှာကျင်းပနေတဲ့နိုင်ငံကပါလီမန်များညီလာခံတဲ့ဆက်ဆက်အစည်းအဝေးတွေတက်ရောက်နေတဲ့ MG ဝင်းကြီးဒေါက်တာဝင်းမြတ်အေးကတတိပေးပြောဆိုလိုက်တာပါတစ်ဖက်မှာလည်းငလင်းဒန်သိမ့်ပြည်သူတွေကိုကူညီကယ်ဆယ်ရေးတွေလှုပ်လို့ရအောင် MG ပြည်တဲ့ပါဝင်တိုင်းသားတော်လှန်ရေးတပ်တွေကပါ ခုကစက်ကလွဲပြီးထိုးစစ်တွေကိုအပြစ်ရထားပေးပြီမဲ့စေကောင်စီကတော့သူတို့ကိုယ်တိုင်နိုင်ငံတကာကိုလူကြောက်ကောင်းအောင်အပြစ်ရထားပါတယ်ပြောပြီးတဖက်မှာသူတို့စစ်တပ်ကပဲငလင်တန်းကြုံနေရတာတောင်လေချောင်းတိုက်ခိုက်မှုတွေပြုလုပ်နေတဲ့အတွက်နိုင်ငံတကာအနေနဲ့ဓာတ်တွေကိုထိထိရောက်ရောက်ကူညီတားဆီးပေးဖို့ကိုလည်းနိုင်ငံတကာပါလီမန်များညီလာခံမှာ UNG ဝန်ကြီးဒေါက်တာဝင်းမြတ်အေးကအသိပေးပြောဆိုသွားပါတယ်။ဒါပြင်မြန်မာနိုင်ငံမှာငလင်တန်းတင်ပြည်သူတွေအတွက်နိုင်ငံတကာကနေလူသားချင်းစာနာမှုရမုံငွေတွေကိုအသီးသီးပေးအပ်ခဲ့ကြပြီမဲ့ အဲ့ဒီရမုံငွေတွေဟာအမှန်တကယ်ဒုက္ခရောက်နေတဲ့မြန်မာပြည်သူတွေစီတိတိယောက်စီစဉ်မှုမရှိပဲစစ်ကောင်စီကသာထိမ့်ချုပ်ထားတယ်လို့လည်း MG ဝင်းကြီးဒေါက်တာဝင်းမြတ်ဤကနိုင်ငံတကာပါလီမန်များညီလာခံမှာတတိပေးပြောဆိုသွားပါတယ်ခင်ဗျာတဖက်မှာတော့မန္တလေးဥပဒေမှာငလင်တန်းကြောင့်ပြိုကျသွားတဲ့အဆောင်အပြည့်စီးတွေကြားဒဏ်ရာရအကျဉ်းသားတွေကိုထောင်အနာပိုင်တွေကဖြစ်တယ်လို့ထားထားပြီးစိတ်ကူးသားမှုမပေးဘူးလို့အကျဉ်းဥစည်းဌာနနဲ့နှိစက်တဲ့သတင်းရှင်းမြစ်ကရန်ကုန်ခေတ်တွေကိုပြောပါတယ်မြန်မာနိုင်ငံမှာ စကိုင်းငလျင်ကြီးလှုပ်ခတ်သွားတဲ့အချိန်မန္တလေးအိုးဘုံတောင်မှာလည်းပြိုကျပျက်စီးမှုတွေရှိထားပြီးလက်ရှိမှာတော့အဲ့ဒီထောင်တွင်းပြိုကျပျက်စီးမှုတွေကိုထောင်အနာပိုင်တွေကပြန်လည်ပြုပြင်ဓာတ်တွေနဲ့ရှင်းလင်းပြင်ဆင်မှုတွေလည်းဘာမှမရှိဘူးလို့ဆိုပါတယ်တစ်ဖက်မှာလည်းအဲ့ဒီမန္တလေးအိုးဘုံတောင်အတွင်းငလျင်လှုပ်တဲ့အချိန်ပြိုကျသွားတဲ့အဆောင်ပျက်စီးတွေကြားနိုင်ငံရေးအကျဉ်းသားတချို့လည်းတိတ်ဆုပ်မှုတွေရှိထားသလိုတစ်ဖက်ကဒဏ်ရာရထားတဲ့အကျဉ်းသားတွေကိုလည်းထောင်အနာပိုင်တွေကစေကူတမှုမပေးဘဲဒီအတိုင်းပစ်ထားတယ်လို့အကျဉ်းဦးစီးဌာနနဲ့နှိစက်တဲ့တဲ့ရင်မြစ်ကရေကုန်ခစ်တစ်ကိုပြောထားပါတယ်ခင်ဗျာ။ က်ဖက်မှာတော့အကြမ်းဖက်စစ်ကောင်စီရဲ့ပြောခွင့်ရဇော်မင်းထွန်းကလက်ရှိမှာသူတို့စစ်တပ်ဘက်ကသာအပြစ်ရစဲမှုကိုလိုက်နာနေရပြီးတိုင်းရင်းသားတပ်တွေကချိုးဖောက်နေတယ်ဆိုပြီးတော့ကိုနေ့စဉ်ထွက်ပြောနေပြီမဲ့တစ်ဖက်မှာတော့ဒီကနေ့ဧပြီလ9ရက်နေ့မနက်ပိုင်းမှာတင်အေရီတိုင်းကအင်ကပူနဲ့လေးမျက်နှာမြို့နယ်အတွင်ကိုသူတို့စစ်တပ်ကပဲလေနဲ့လာပြီးဘုံကျဲတိုက်ခိုက်သွားပြန်တယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ္တကိုပြောပါတယ်ဒါကတော့ဒီကနေ့ဧပြီလ9ရက်နေ့မနက်အစောပိုင်းမှာတင် AR တိုင်းကလေးမျက်နှာမြို့နယ်မှာရှိတဲ့ Water Queen ဂျေးရွာဘက်တွင်နဲ့အင်္ဂဘူမြို့နယ်ကတောအုပ်အတွင်းနေရာတွေကိုအချမ်းဖက်စကောင်စီတပ်ကလေးနဲ့လာပြီးဘုံတွေကျဲချတိုက်ခိုက်သွားတယ်ဆိုပါတယ်။တစ်ဖက်မှာတော့အချမ်းဖက်စကောင်စီကနိုင်ငံတကာမှာလူကြားကအောင်သူတို့စစ်တပ်ဘက်က April 22ရက်နေ့အထိအပြစ်ရထားပါတယ်ဆိုပြီးတော့ကြေညာခဲ့ပြီမြဲ့။ တဖက်မှာတော့ငလင်တန်းကြောင့်ပြည်သူတွေအကြီးအကျယ်ဒုက္ခရောက်နေတဲ့အချိန်မှာတော့အပြစ်ရက်ပေးထားတဲ့တော်လိုင်းရေးတပ်တွေရှိရမြို့နယ်တွေမှာလေကြောင်းတိုက်ခိုက်မှုတွေလက်နက်ကြီးပစ်ခတ်မှုတွေတောက်လျှောက်လုပ်ခဲ့တဲ့အကြောင်းကိုနိုင်ငံတကာသတင်းမီဒီယာတွေမှာဖော်ပြခဲ့ရုံနဲ့မက KIA ဒုတိယဗိုလ်ချုပ်ဂွမ်မွန်ကိုတိုင်အတိပေးပြောထားတဲ့အပြင်အရကတတော် AE ကလည်းတရားဝင်ထုတ်ပြန်ထားပါသေးတယ်။ဒါပေမဲ့စစ်ကောင်စီရဲ့ပြောခွင့်ရအကြမ်းဖက်ဇော်မင်းထွန်းကတော့လက်ရှိမှာသူတို့စစ်တပ်ဘက်ကသာအပြစ်ရစဲမှုကိုလိုက်နာနေရပြီး KIA TNL AA KNDF KMPP နဲ့ PDF တက်တွေကတော့ အပြစ်ရက်ကို ချိုးပေါက်နေတယ်ဆိုပြီးနေ့စဉ်ထွက်ပြောနေတဲ့အချိန်မှာပဲတစ်ဖက်မှာတော့သူတို့စစ်တပ်ကပဲဒီကနေ့ဧပြီလ9ရက်နေ့မနက်ပိုင်းမှာလေ AR တိုင်းကအင်ကပူနဲ့၄မိနစ်မြုပ်နေအတွင်းကိုလေနဲ့လာပြီးဘုံတွေကြဲချတိုက်ခိုက်သွားပြန်တယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျတစ်ဖက်မှာတော့ ။ငလိနိုင်ငံပြည်သူတွေဒုက္ခပေါင်းစုံကြုံနေရတဲ့အချိန်ပဲခိုးတိုင်းအုပ်ဖို့မြို့နယ်မှာလူငယ်တွေကိုစစ်မှုထမ်းဖို့ပေါ်တာဆွဲဖမ်းဆီးနေတဲ့အကြံဖတ်စစ်ကောင်စီလက်အောက်ခံပေါင်းတယ်ရွာစုယာအိမ်မှုပြစော်တီကောင်းဆောင်ဖိုးဖြူဆိုတဲ့သူကိုဒေါ်လာရေးရဲဘော်တွေကပြစ်ခတ်ရှင်းလျာမှာပွဲချင်းပြီးကိုသိသွားပြီလို့အုပ်ဖို့မြောက်ပြောက်ချတဖွဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တွေကိုပြောပါတယ်။ဒါကတော့လက်ရှိသကိုင်းငလင်ကြီးကြောင့်မြန်မာနိုင်ငံမှာပြည်သူတွေဟာတောကအပူမိတွေနဲ့ဒုက္ခပေါင်းစုံရောက်နေတဲ့အချိန် ။ဘကိုးတိုင်းအုပ်ဖုံမြို့နယ်ကအချက်ဖတ်စစ်ကောင်စီလက်အောက်ခံပေါန့်တဲရွာစုယာယီမှုပြူစောတီကောင်းကောင်းဖိုးဖြူဆိုတဲ့သူဟာလူငယ်တွေကိုစစ်မှုထမ်းရမယ်ဆိုပြီးပေါ်တာဆွဲဖမ်းဆီးတာတွေဆက်လုပ်နေတဲ့အတွက်အုပ်ဖုံမြောက်ပျောက်ကြားရဲဘော်တွေကအဲ့ဘရာရှင်းနေဖြစ်တဲ့မနေ့ကပဲတွားရောက်ပစ်ခတ်ရှင်းနေရမှာနေရမှာပဲပွဲချင်းပြီးကိုတိတ်သွားတယ်ဆိုပါလေအဲ့ဒီပေါန့်တဲရွာစုယာယီမှုဖိုးဖြူဆိုတဲ့သူဟာဂျေရွာပြူစောတီကောင်းဆောင်လေးဖြစ်တယ်လို့သူဟာအုတ်ကြီးမရှိတဲ့နောက်ပိုင်း အချက်ဖက်စကောင်စီတက်နဲ့ပေါင်းပြီးလူငယ်တွေကိုစစ်မှုထမ်းဖို့ပေါ်တာဆွဲဖမ်းဆီးတာတွေတောင်းလျှောက်လုပ်နေသူဖြစ်ပြီးအခုလဲငလင်တန်ကြောင့်ပြည်သူတွေဟာပူပင်သောကတွေနဲ့ဒုက္ခရောက်နေကြတဲ့အချိန်တစ်ဖက်မှာသူကလူငယ်တွေကိုစစ်မှုထမ်းဖို့ပေါ်တာဆွဲဖမ်းဆီးတာတွေဆက်ပြီးလုပ်နေတဲ့အတွက်ဒေါ်လာရင်းရပေါ်တွေကတွားရောက်ပစ်ခတ်ရှင်းလင်းလိုက်တာဖြစ်ပြီးအခုတော့သေပြီလို့အုပ်ဖို့မြေအောက်ပြောက်ချတက်ဖွဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာ ဟုတ်ကဲ့ဒါကတော့ရေုံခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ငယ်ပါ